ဒီနေ့မေးပို့ပါမှာဒီမေးရဲ့အောက်ဆုံးမှာလူမျိုးလေးကျေးဇူးတင်ပါတယ်ဆိုရယ်စာလေးဓမ္မမို့လေတချို့ဆိုရင်မေးရဲ့အောက်မှာ best wishes တို့ဓမ္မမို့လေအောက်မှာကကိုယ့်ရဲ့နာမည်နောက်တစ်ခါ post ဒီဖုန်းနံပါတ်ဒီလူမေးရဲ့အောက်မှာ auto ထည့်ထားစေခြင်းလေအဲ့တော့အဲ့လိုမျိုး auto ထည့်ထားစေခြင်းလေဆိုရင်ဘယ်ကပြင်ပြီးလို့ရလဲဆိုရင်ဒီညာဘက်ထိတ်ဆုံးမှာဒီမေးတဲ့မှာပဲเนาะညာဘက်ထိတ်ဆုံးဆက်တင်နေဝင်မယ် စတင်ထဲမှာထိတ်ဆုံးမှာ CO စတင်ဆိုတာလေးရှိတယ်။ CO စတင်မှာကလေးနှိမ့်လိုက်ဒါဆိုဒီမှာ loading ဆိုပြီးတက်လာတယ်နော်။အဲ့အဲ့ loading ဆိုပြီးတက်လာပြီးအခုဒီမှာထည့်ထားကျေးဇူးတင်ပါတယ်ဆိုရယ်စာလေးထည့်ထားတယ်เนาะအဲ့ဒီနေရာအစားကိုကိုကကိုယ့်ရဲ့နာမည်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့နာမည်ဖုန်းနံပါတ်တချို့ဆိုလဲနာမည်နောက်တစ်ခါသူ့ရဲ့ သူကပေါ့ post ပေါ့ရာဒူးเนาะသူရဲ့နာမည်ရာဒူးရဲ့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ရဲ့ဒီလိုမျိုးလေး auto တက်စီနေတာ auto ပါနေတာပေါ့မိရဲ့ဟိုကို ပို့လိုက်တဲ့ email အောက်ဆုံးပါเนาะအဲ့တော့အဲ့ပုံစံလို့ပို့အတွက်ဆိုရင်ဒီဒါလေးပိတ်ထားတယ် setting တွေကဗာလေးနဲ့သွားပြီးလဲဆိုရင် co setting နဲ့သွားထားတယ်เนาะအခု general ရေးထားပြီ general အောက်ကိုဆက်ကြည့်တယ်ဒီလိုမျိုး general အောက်မှာနေရာလေးကိုလိုက်ရှာသွားမယ်ဒီမှာ star လို့အစင်လိုက်ပြင်နော် ဒီမှာ my picture my picture အောက်မှာ signature ဆိုတာရှိတယ်အဲ signature ရဲ့အောက်မှာသူကစာလေးတက်ပဲပေါ့ဒါဆိုရင် point နဲ့တက်ထားရှိတယ် point internet နဲ့တက်ထားရှိတယ်အခု point internet ဆိုရင်ဒီမှာကျေးဇူးတင်ပါတယ်ဆိုတာဝင်လာတယ် point နဲ့တက်ထားရင် point ကိုနှိပ်လိုက် point ကိုနှိပ်လိုက်ဒီမှာ best records တို့ပြီးတော့စာလေးဝင်လာတယ်အဲ့တော့ဒါအခုအစ်စ်ထက်ပြီးတော့တက်ပြပြီးပြီအဲ့တော့ဒီနားလေးမှာအစ်စ်လေးရှိတယ် အခုဒီမှာရှိပြီးသားဟာလေးဖြတ်ပလိုက်မယ်နော်ဖြတ်တာဖြစ်တဲ့အတွက်သူ့မှာကဒါလေးကိုရွေးထားတယ်ဒါကိုဖြတ်ချင်တယ်ဆိုရင်ဒီနားလေးမှာ daily signature ကိုဖြတ်လိုက်ဒါဆိုဖြတ်မှာလားဆိုတော့ daily ဒီမှာလေးနောက်ထပ်ထပ်ရှိတယ်ဒါဆိုဒီနားလေးမှာ daily signature ဆိုပြီးတော့ဖြတ်လိုက်ဒါဆိုအခုလောလောဆယ်တစ်ခုမှမရှိတော့နော်အစ်စ်ပြန်ခေါ်ထည့်မယ်အဲ့တော့ဆော့ဆော့ချင်းခေါ်ထည့်ခြင်းဒီမှာ signature ဆိုရယ် create new ဆိုတာလည်းရှိတယ် new မှာနဲ့ မျိုးမနှိပ်ပြီးသားရင်ကိုကကိုပေးစင်တဲ့နံပါတ်ရိုက်ထည့်ရမယ်အဲ့တော့အခုလောလောဆယ်တော့ point နဲ့ပေးတိုင်းမယ်ဒီမှာအတော့စလုံးကဒါအခု320အထိလက်ခံတယ်နော်စလုံး၅လုံးပဲအခုရိုက်ထည့်ထားတယ်နောက် create နဲ့သွားဒါဆိုရင်အခုဒီ signature ရဲ့ name ကို point လို့ပေးထားတယ်အဲ့ဒီ point ဆိုရင် name နဲ့မှာပါခြင်းနဲ့စာသားဒီဘက်ချမ်းမှာရေးမယ်ဘလို့ပါခြင်းလဲအဲတချို့ဆိုနာမည်ပါခြင်းနဲ့ပြီးရင် post ပါခြင်းနဲ့ဖုန်းနံပါတ်ပါခြင်းနဲ့အဲ့တော့ခုလောလောဆယ်တော့ဘာလေးပဲထည့်ပေးမလဲဆိုရင် နာမည်ပေါ့နော်ပြီးသွားရင်အတက်ခောင်းမယ်ပြီးရင်ဖုန်းနံပါတ်လေးထည့်ခြင်းဖုန်းနံပါတ်ထည့်တချို့ကကြတော့ဒီနားလေးမှာ thank you ဆိုစာလေးထည့်မယ်ပေါ့နော် t h e n k thank you ဆိုစာလေးကိုထည့်မယ်ပြီးရင်အတက်ခောင်းပြီးတော့မှဒီမှာတက်ခြင်းနဲ့စာလေးရထည့် ဟင်အန်တာခအဲတချို့ကဇာဖုန်းနံပါတ်ထည့်ခြင်းနဲ့ဒါဆိုဖုန်းနံပါတ်လေးပဲထည့်ထည့်လိုက်39ဒါဆိုရင်ဖုန်းနံပါတ်ထည့်ထည့်လိုက်နည်းတခုပေါ့နော်အဲ့တော့နံပါတ်လေးထည့်ပြီးသွားရင်တော့39 နံပါတ်မထည့်တော့ပါဘူးเนาะဒါဆိုရင် thank you ဆိုပြီးတော့စာလေးထည့်မယ်ပေါ့ဒီဒီအောက်မှာ no signature ဒါဝရုနှိမ့်မယ် point ကိုရွှေ့မယ်ဒီအောက်ကလည်း no signature ဒါဝရုနှိမ့် point ကိုရွှေ့ဒါဆိုရင်တော့ဒီ point number နဲ့တင်ထားတယ် thank you နဲ့ point computer training လေးစာလေးဝင်မယ်ပေါ့နော်နောက်တစ်ခုထပ်ပြီး create လုပ်ခြင်းနဲ့ဆိုရင်လည်းအဲ့လိုပဲတကယ်လို့ဒါကိုပြင်ခြင်းဆိုရင် edit signature ဆိုပြီးတော့ဒီမှာပြင်ပေးလိုက်လို့ရတယ်နော် အခုလောလောဆယ်မပြင်းတော့ဘူးနောက်တစ်ခုထပ်လုပ်မယ်ဒါဆိုအောက်က create new create new မှာကြတော့ဒီမှာက st ဒီမှာဆိုရင် information ပေါ့နော်နောက်ထပ်ခေါင်းစစ်တစ်ခုရလိုက်မယ်ဒီတော့ create နဲ့သွားလိုက်မယ်။ဒါဆိုရင်ဒီ point မှာရေးထားစာ thank you point computer training information နေရာမှာကြတော့သူပေါ်ခြင်းတဲ့စာက DESD best တပည့် I S H E S wishes နော် best wishes ဆိုပြီးတော့ကြတော့စာလီရိုက်ခင်မယ်ပြီးရင် enter ခောက်မယ်ပြီးရင်တော့ဒီအောက်မှာစာလီထပ်ဖြည့်လိုက်မယ်နော်အဲ့ဆိုရင်ဒီနှစ်ခုမှာကြည့် information ဆိုတဲ့နာမည်ထဲမှာ best wishes point ဆိုတာပြီးပါလိမ့်မယ်နောက်ဒီ point ဆိုတဲ့နာမည်မှာကြာတော့ thank you ဆိုပြီးတော့နာမည်ပါမယ် ော်အဲ့တော့ကိုကတုံးကျင်တာ point အနေနဲ့တုံးမယ်ဆိုရင်ဒီ point ကိုရွေးထားတရားမှာပေါ့ information တုံးနေတယ်ဆို information ကိုလေဒီ download room မှာနှိပ်ပြီးဒီမှာ information ကိုရွေးမယ်နောက်ထပ် download room မှာနှိပ် information နော်ဒါဆို information မှာပါတဲ့ best wishes ရဲ့ point ကြီးနှစ်ခုပါလိမ့်မယ်ပြီးရင်တော့အဆုံးက save changes ကိုသွားလိုက်ဒါ save changes ဆိုဒီမှာ saving ဆိုတာလေးဝင်လာလိမ့်မယ်နော်တိတ်နေတော့ရှိသေးရဲ့ပေါ့ အဲ save လုပ်ပြီးသားရတော့ compose ကိုနှိမ့်လိုက်အဲဒါဆိုဒီရောက်မှာ best wishes ရဲ့ points ရဲ့စာတမ်းလေးဝင်လာနေတယ်အဲ့တော့အခုလုပ်ခဲ့တဲ့လုပ်ငန်းဒီမေးတွေရဲ့ဒီလိုအောက်ဆုံးမှာဒါကတော့ဒုံးစံပိုင်းမေးပွင့်ဘသူစီကိုပို့မယ် subject ပြီးရင်အောက်ဆုံးမှာတော့ဒါဒီမှာစာတီးလိုက်ပြီးတော့ရိုက်သွားလိုက်တော့ဒါဆိုဒီအောက်မှာ best wishes ဆိုစာတီးအော်တိုပို့မယ်လို့နော်ဒီလုပ်ငန်းလေးလုပ်တဲ့အပိုင်းလေးစာတီးပြန်ဆန်းကြည့်နော်